ားလုံးကိုခရစ်တော်ရဲ့နာမ၌မင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်သချင်ပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်တို့ဒီနေ့မှာအတူတကွနာမတော်၌ဆုယုံပြီးတော့မှအသက်ရှင်တဲ့ဘုရားသခင်နဲ့တော်တော်တရားစကားတွေကိုအတူတကွကြားနာဖို့ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့နနေ့ရန်ဝိပုချင်းစီစဉ်မှာအတူတကွကြားနာဖို့ရန်ကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းအရာကိုဝေငှနိုင်ဖို့ရန်အတွက်အခြေပြုတဲ့ကျမ်းစာတော်များများကိုကျွန်တော် အားလုံးကြားနာဖို့ရန်ကျွန်တော်ရှေးဦးစွာဖတ်ကြားပေးခြင်းပါတယ်ဒီကနေ့ဖတ်ကြားပေးခြင်းတဲ့ကျမ်းစာကတော့ရှင်ရခရစ်ဝင်ကျမ်းအခန်းကြီး21အပိုင်းငယ်16ကနေ22အတွင်ကိုကျွန်တော်ဖတ်ပြပေးခြင်းပါတယ်ငါမန်ကန်ဆိုပြီးကသင်သည်ပြိုသော အသက်ရှိစဉ်ကိုကိုကိုပတ်စည်း၍အလိုရှိရာ အရရက်တို့သွာလာတတ်၏သင်သည်ဩသောအခါလက်နှစ်ဖက်ကိုဆန့်ပြီးလင်သူတစ်ပါးသည်တင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရက်တို့ယူသွားလိမ့်မည်ဟုမိန့်တော်မူ၏ထို့သောမိန့်တော်မူသောအဘယ်သို့သောသေခြင်းအဖြစ်ပေတရုသည်ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်အရေးကိုပေးတော်မူ၏ထို့သောမိန့်တော်မူပြီးမှငါနောက်သို့လိုက်လောဟု ပေတရုအားမိန့်တော်မူပြန်၏ယေရှုချစ်တော်မူ၍အထက်ကညစာစားသောအခါ၌ရင်တော်ကိုမှီ၍လျှောင်းလျက်သခင် ကိုတော်ကိုအံ့နံသောသူကအဘယ်သူနည်းဟုမေးသောတပည့်တော်သည်လဲနောက်တော်သူလိုက်သည်ကိုပေတရုသည်လှဲ့၍မြင်လင်သခင်ဤသူသည်အဘယ်သူဖြစ်လိမ့်ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သောယေရှုကငါကြွလာသည့်ကာလတိုင်အောင်ထိုသူကိုနေစေခြင်းကငါအလိုရှိလင်သင်သည်အဘယ်သူဆိုင်သည်သင်မူကားငါနောက်သူလိုက်လောက်ခုမိန်တော်မူ၏ ထပ်သွားတဲ့နှုတ်ကွက်တော်ဟာခေဆက်ဆက်ဖျားရှင်ကောင်းကြီးပေးခဲ့တဲ့ကောင်းကြီးပေးနေစေဖြစ်တဲ့ကောင်းကြီးပေးအုံးမဲ့ဘုရားသခင်ရဲ့နှုတ်ထွက်တဲ့တရားစကားများဖြစ်တဲ့အတွက်ကြောင့်ကြားနာတဲ့နှုတ်ကွက်တော်အားဖြင့်ကြားနာတဲ့အတ္တတာအတိအပေါ်မှာဘုရားသခင်အတ္တထံပြန်လဲကောင်းကြီးပေးပါစေဒီကနေ့ရှင်ဟန်ခရစ်ဝင်ကျမ်းခန်းကြီး27အပိုင်ငယ်28ကနေ20တွင်တွင်ကိုအခြေပြုပြီးတော့မှနိုင်ရှင်မှုဟာ အကျိုးမရှိဘူးဆိုတော့ အကြောင်းအရာကို ကျွန်တော်ဒီနေ့တိုက်တွန်းဝင်ငှသွားမှာဖြစ်ပါတယ်။ယောဟန်21မှာပေတုအပါဝင် တပည့်တော်ခုနှစ်ဦးဂါလိလဲအိုင်မှာငါပြန်ဖန်ကြပါတယ်။အဲ့ချိန်မှာအရှင်ရှုကြွလာပြီးတော့သူတို့ကိုကိုထင်ရှားပြပြီးတော့မှသူတို့အရှင်ရှုမှန်သိတဲ့အခါမှာ အရှင်ရှုကပေတုကိုငါ့ကိုချစ်လားဆိုတဲ့မေခွန်း ၃ချိန်၃ခါတိုင်တိုင်မေးခဲ့တယ်လို့ပေတုကလည်း၃ချိန်၃ခါတိုင်တိုင်ချစ်တယ်လို့ပြန်အဖြေပေးခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေပြီးတဲ့နောက်ပိုင်းမှာယေရှုခရစ်တော်ဖခင်ကပေတုဒီဘလို့ပုံစံမျိုးနဲ့เนาะတီးမယ်ဆိုတာကိုအရေးပေးတဲ့အနေနဲ့ဒီနေရာမှာပေါ်ပြတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အမှားအရှင်ရှုပါပြောလဲပေတုမင်းအသက်ငယ်တုန်းကတော့မင်းလက်ကိုမင်းစံတန်းပြီးတော့မင်းသွားချင်းတဲ့နေရာသွားခဲ့တယ်။ မင်းအသက်အိုတဲ့အခါမှာတော့မင်းလက်ကိုသူများကစန့်ပြီးတော့နော်မင်းအလိုမရှိရအလိုမရှိရအရက်ကိုခေါ်သွားမယ်ဆိုပြီးတော့မှပေတုရဲ့ဘလို့ပုံစံနဲ့အဆုံးတတ်မလဲဘလို့သေချင်းမျိုးနဲ့ပေတုအဆုံးတတ်မလဲဆိုတဲ့အရာကိုအရှင်ရှုကအရေးပြတဲ့အနေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီအဖြစ်ဖြစ်အပြီးပေတုဘာတိခွင့်ရခဲ့လဲဆိုရင်သူသည်အသက်ပြိုစင်အခါမှာဘုံတော်ဝင်စားမှာမဟုတ်ဘဲနဲ့ အသက်အရွယ်တစ်ခုရောက်တဲ့အချိန်တနည်းအားဖြင့်အသက်အိုသောအချိန်မှာသူဘုန်းတော်ဝင်စားရမယ်ဆိုတာပေတရုတီးခဲ့ရပြီဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ပေတရုပေါ်မှာထားတဲ့ဖခင်ရဲ့စီမံကိန်းပေတရုပေါ်မှာရှိတဲ့ဖခင်သခင်ရဲ့အချံစီတော်နဲ့ဖခင်သခင်ရဲ့အလိုတော်ကိုဖခင်သခင်ကပေတရုကိုလှိဟာပြသလိုက်တာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဖခင်ရဲ့အချံစီတော်ကိုသိပြီးတဲ့နောက်မှာပေတရုဟာ သူ့ပုံမှန်ထားတဲ့ဘုရားသခင်အကြံစီတော်နောက်မှာဒီဇိုင်းမှန်မှန်နော်အသက်ထက်ဆုံးလိုက်ပါသွားဖို့ပဲဖြစ်ပါတယ်ဆိုလိုချင်တဲ့သဘောကသူ့အတွက်ဘုရားသခင်ခွဲခန့်မှတ်သားတဲ့အတိုင်းသူလိုက်လျှောက်အသက်ရှင်ဖို့ကဒါသူ့ရဲ့လောက်ဆောင်ရမယ့်အငန်းတာဖြစ်ပါတယ်ဒါပေတရုကဒီတိုင်းမဖြစ်ခဲ့ဘူးပေတရုသည်သူ့ကိစ္စကိုသူစိတ်ဝင်စားမှာဖြစ်တော်ညာလေသူ့ကိစ္စကိုသူစိတ်ဝင်စားဖို့ချက်သူ့ဘေးနားမှာရှိတဲ့ချစ်တော်မူသောတပည့်တော်ယောဟန်ရဲ့အနာဂတ် ယောဟန်ရဲ့အဆုံးသတ်ကိုသူကစိတ်ဝင်စားပြီးတော့မှဆက်ဆက်ဆူဆူနဲ့အရှင်ရှုကိုဒီတပည့်တော်ကိုဘလို့နီးနဲ့နော်ဖြစ်ပြတ်မလဲဆိုတာကိုသူမေးခဲ့တာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။အဲ့နေရာမှာအရှင်ရှုကပေတုသိချင်တဲ့အဖြေကို မပေးခဲ့ပါဘူး။နော်ယောဟန်ရဲ့အဆုံးသတ်ယောဟန်အနာဂတ်မှာဖြစ်ပြတ်လာမယ့်အရာကိုပေတုသိချင်တယ်လို့အရှင်ရှုအဖြေမပေးဘဲနဲ့ဘာပြောလဲငါအလိုရှိရင်နော် သူ့ရဲ့အသက်တာကိုငါကြွလာတဲ့နေ့ရက်ထိဟလာနေစီချင်းကငါအလိုရှိရင်နေခိုင်းလို့ရတယ်ဆိုပြီးတော့မှပြောပြီးတော့မှမင်းကတော့ငါနောက်ကိုလိုက်ပါဆိုပြီးပေတုကို မိန့်ပါတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ချက်သွမ်းမိတ်ဆွေကျွန်တော်တို့တူချင်းစီရဲ့အသက်တာပေါ်မှာဖယားသခင်ရဲ့မတူညီ क्वे ပြတဲ့အကျံစီတော်များရှိထားပြီးသားဖြစ်ပါတယ်ဖယားရှင်နာမသားရဲ့ပုံကြည့်ပါစေဖယားကကျွန်တော်တို့ကိုတပုံစံတဲ့ ဖန်ဆင်းထားတာမဟုတ်တလို့တပုံစံထဲနဲ့သူ့အမှုတော်မြတ်ထဲမှာအသုံးပြုဖို့လည်းမဟုတ်ပါဘူး။ဘုရားသခင်ကကွဲပြားခြားနာတဲ့ပုံစံတွေနဲ့အမှုတော်မြတ်ထဲမှာကျွန်တော်ကိုသူ့နေရာနဲ့သူနော်ကိုယ်ကဏ္ဍနဲ့ကိုဘုရားကကောင်းချီးပေးပြီးအသုံးပြုချင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့အရေးကြီးတာကကိုယ်ပေါ်မှာထားတဲ့ဘုရားသခင်ရဲ့အကြံစီတော်ကိုဘုရားဝင်နိုင်မွေလျောခြင်းအဖြစ်နားလေသဘောပေါက်အောင်လုပ်ဖို့လိုတယ်လို့ ်နားလေသဘောပေါက်ပြီးတဲ့နောက်ပိုင်းမှာဖခင်ရဲ့အကြံစီတော့နောက်မှာဒီဇိုင်းမတ်မတ်နဲ့ကျွန်တော်တို့တစ္ဆာရှိရှိနဲ့အဆုံးတိုင်အောင်လိုက်ပါဖို့ပဲဖြစ်ပါတယ်နော်ဖခင်နောက်လိုက်ရမယ်အမှုရာကိုပြက်ကွက်ပြီးတော့မှအမှုတော်မြတ်ထဲမှာကိုနဲ့မတူကွဲပြားဖခင်အသုံးပြုနေတဲ့အချားချားသောသူတွေရဲ့အငန်းတာတွေကိုစိတ်ဝင်စားပြီးကိုပြေးလန်းရဲ့အပြင်ဘက်ကိုထွက်သွားမယ်ကိုပြေးလန်းမှာအသွန်ကွန်ဆိုင်မပြေးဘူးဆိုရင်တော့ဖရာသခင်စိတ်ကျေနပ်မှာမဟုတ်ဘူးဆိုတာကျွန်တော်ဒီနေ့ဖော်ပြပေးခြင်းပါတယ် ပေတရုပေါ်မှာထားတဲ့ဘုရားအလိုတော်ကတတ်တတ်ယောဟန်ပေါ်မှာထားတဲ့ဘုရားအလိုတော်ကတတ်တတ်ဖြစ်ပါတယ်ပေတရုကိုဘုရားသခင်အသုံးပြုတဲ့ပုံစံကတတ်တတ်ယောဟန်ကိုဘုရားသခင်အသုံးပြုခဲ့တဲ့ပုံစံကတတ်တတ်ဖြစ်ပါတယ်ပေတရုရဲ့အဆုံးသက်ကတော့မာတူရာတယောက်လို့တော့ကတိုင်မှာဇောက်ထိုးအနေထားနဲ့သူအဆုံးသက်သွားတာဖြစ်ပါတယ်ယောဟန်ကတော့တမန်တော်တွေထဲမှာမာတူရာအနေနဲ့သေဆုံးခြင်းမရှိဘဲနဲ့အသက်အရွယ်အိုမင်းနဲ့အထိရှင်သန်ခွင့်ရခဲ့တဲ့ တယောက်ဒီသောတဦးဒီသောတမန်တော်ပဲဖြစ်ပါကျွန်တော်ပြောချင်တာကပေတုရဲ့ကိစ္စဟာပေတုရဲ့ကိစ္စဖြစ်တယ်လို့ယောဟန်ရဲ့ကိစ္စဟာယောဟန်ရဲ့ကိစ္စဖြစ်ပါတယ်ပေတုကကိုယ်ကိစ္စကိုစိတ်ဝင်စားမနေယောဟန်ကိစ္စကိုစိတ်ဝင်စားနေခြင်းဟာဘုရားသခင် လုံးဝမနှစ်သက်ပါဒါကြောင့်ကျွန်တော်တို့လည်းဒီနေ့เนาะကိုယ်ပေါ်မှာထားတဲ့ဘုရားအကြံစီတော်နဲ့သူတစ်ပါးပေါ်မှာထားတဲ့ဘုရားသခင်ရဲ့အကြံစီတော်ကိုမှနိုင်ရှင်ပါနဲ့ငါရောဒီပုံစံနဲ့တုံးတယ်သူ့ရောဒီပုံစံနဲ့တုံးတယ် ငါသူ့ထက်အသက်လဲကြီးတယ်ဝါလဲကြီးတယ်တပါလဲကြီးတယ်အမှုတော်မြတ်ထဲမှာရောက်တာလဲစောတယ်သူကငါနောက်မှရောက်လာတယ်ဘာလို့ဖရာသူ့ကိုကောင်းကြီးပေးပြီးဟလာငါမရတဲ့အခွင့်အရေးမျိုးနဲ့သူ့ကိုအတုံးပြူရတာလဲဒါမျိုးတွေကျွန်တော်လိုက်ပြီးတော့နိုင်ရှင်ဖို့မဟုတ်ပါဘူးနိုင်ရှင်ချင်းဟာလုံးဝလုံးဝအကျိုးမရှိဘူးဖြစ်ပါတယ်ဒါကြောင့်အကောင်းဆုံးကတော့ကိုယ့်ဘုရားသခင်ပေးအပ်ထားတဲ့အငန်းတာတွေကိုကျွန်တော်တို့သိရှိသဘောပေါက်အောင်လှုပ်ဆောင်ပြီးတဲ့နောက်ပိုင်းမှာသိရှိသဘောပေါက်ခြင်းနဲ့အတူ ဘုရားသခင်ကိုမေးခွန်းမထုတ်စောရကမတက်เนาะကိုယ့်ရဲ့ဖြစ်အင်ကိုဝေမခံတတ်တဲ့အတ္တတာမျိုးနဲ့မဟုတ်ပဲနဲ့ဖြစ်အမှန်ကိုလက်ခံခြင်းနဲ့အတူကြာရခန်းကန္တမှာကြည်နှက်စွာနဲ့အစီခံသောသူများဖြစ်ဖို့ကျွန်တော်ဒီနေ့ဖော်ပြပေးခြင်းပါတယ်ပေတုကပေတုပါပဲယောဟန်ကယောဟန်ပါပဲပေတုဒီယောဟန်မဖြစ်နိုင်သလိုယောဟန်ဒီလည်းပေတုမဖြစ်နိုင်ပါဘူးပေတုကိုပေတုပုံစံနဲ့ပဲဖခင်ကအတုံးပြုဖို့ဖြစ်သလို ယောဟန်ကိုလည်းယောဟန်ပုံစံနဲ့ပဲဘုရားကအတုံးပြုဖြစ်အတုံးပြုဖို့ဖြစ်ပါတယ်။တင့်ကိုလည်းဘုရားသခင်ကသူ့အလိုတော်တိုင်းတင့်ကိုအတုံးပြုမှာဖြစ်တယ်လို့ကျွန်တော်ကိုလည်းကျွန်ုပ်ကိုလည်းဘုရားကသူ့အလိုတော်တိုင်းပဲအတုံးပြုမှာဖြစ်ပါတယ်။ဘဒူပိုတာတယ်။ဘဒူပိုတော်တယ်။ဘဒူပိုကောင်းတယ်။ဘဒူကပို့ပြီးအဖို့ခပေးရတယ်ဆိုတော့နိုင်ရှင်မှုတွေကိုကျွန်တော်တို့အသက်တာထဲမှာနိုင်ရမပေးဘဲနဲ့သူလည်းဘုရားအကြံစီတော်ထဲမှာအစီခံတယ်ကျွန်ုပ်တို့လည်းပဲဘုရားသခင်အကြံစီတော်ထဲမှာအစီခံတယ်ဆိုတာသိပြီးတော့ ခြေနက်စွာနဲ့ကျွန်တော်တို့အမှုတော်မြတ်ကြီးထဲမှာနော်လုတ်ဖော်ဆောင်ဖက်များပြီးပြီးနော်ပြိုင်ဖက်မဟုတ်လုတ်ဖော်ဆောင်ဖက်များပြီးပြီးတူးနဲ့တူးအပြန်အလှန်ဖေးမှချင်းနဲ့တူးခြေဆောင်ရင်းရဲ့အထိအမှုတော်မြတ်ထဲမှာကိုယ့်ကိုဘုရားသခင်ထားတဲ့အငန်းတာထဲမှာခြေနက်စွာစီညွန်လိုက်ပါခြင်းအဖြစ်အစီခံနိုင်တဲ့သူတွေဖြစ်ဖို့ဒီနှုတ်ကပတ်တော်ပဲကျွန်တော်တိုက်တွန်းအားပေးချင်ပါတယ်ဝင်းငှချက်ပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေအာမင် Thank you.